ညာဘက်လေးကိုကျွန်တော်လှည့်မယ်ဆိုလို့ရှိရင်အပူဆုံးအထိပူမယ်ဒီဘက်ကိုကျွန်တော်တို့ပြန်လျှော့လိုက်မယ်ဆိုရင်ဒါအပူချိန်ရော့သွားမယ်ဒီမှာလဲသူကမီးလေးပါတယ်နော်ဒီမှာဒီထိပ်ဖူးကိုလဲလို့ရတဲ့အပူငါးခုပါတယ်နော်ဒီကောင်လေးကိုကျွန်တော်တို့ဖြုတ်ချင်နေဆိုရင်တော့ကျွန်တော်တို့ဘယ်လိုဖြုတ်ရမလဲဆိုရင်ဒီကောင်လေးကိုကျွန်တော်ဒီမှာဒီလိုမျိုးလေးဖြုတ်လိုက်မယ်ကျွန်တော်ဒီကောင်လေးကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးရင်ဒီရာဘာသားလေးရှိတယ်နော်ဒီရာဘာသားလေးကိုကျွန်တော်ဒီမှာဒီလိုမျိုးလေးဆွဲလိုက်မယ်နော်ဒီလိုမျိုးလေးဆွဲလိုက်မယ်ဆွဲပြီးရင်ဒီကောင်လေးကိုကျွန်တော်ဒီဘက်ကိုလှည့်လိုက်မယ်လဲပြောကျွန်တော်ဒီဘက်ကိုဖြုတ်လိုက်မယ်အပူချိန်ကိုလိုလိုချိန်လို့ရတယ်ဒီကောင်လေးဒီကောင်လေးကိုကျွန်တော်တို့ဆွဲပြီးတော့ ဖြုတ်လိုက်မယ်ဖြုတ်ပြီးရင်ဒီအကောင်လေးကိုကျွန်တော်နောက်ကိုဆွဲလိုက်မယ်ဒီအတန်လေးကိုကျွန်တော်ဒီဘက်ကိုဆွဲလိုက်ဆွဲလိုက်မယ်ဆိုရင်သူ့ရဲ့အတွန်းပိုင်းစကစ်အခြေအနေနော်ဒါသူ့ရဲ့အတွန်းပိုင်းစကစ်ပြန်တက်တော့မယ်ဆိုလို့ရှိရင် variable resistor လေးကိုဒီကောင်လေးခဏကျွန်တော်တို့ပြန်တက်လိုက်မယ်ပြန်တက်ပြီးတော့ဒီညာဘက်ကိုညာဘက်ကိုကျွန်တော်ဒီမှာဒီညာဘက်ကိုအဆုံးထိပြန်လှည့်လိုက်မယ်ပြန်လှည့်ပြီးတော့ကျွန်တော်ဒီကောင်လေးကိုပြန်ဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့မှဒီထဲကိုကျွန်တော်တို့ ဒီမှာပြန်တက်မယ်ဒီမှာတန်းလာပြီဆိုလို့ရှိရင်ဒီမှာရေးထားတယ်ဒီမှာ450ဆိုပြီးတော့ရေးထားတာရှိတယ်အဲ့ဒီ450နဲ့အချစ်ကလေးနဲ့ကျွန်တော်တို့တန်းအောင်ထားမယ်ထားပြီးတော့မှကျွန်တော်တို့ဒီကောင်လေးကိုဘယ်လိုမျိုးလေးကျွန်တော်တို့တက်လိုက်မယ်နော်ဒါမှကျွန်တော်တို့ကဒီအပူချိန်ဒီမှာပြန်လျှော့တဲ့ခါမှဆိုရင်လေ200နဲ့ပြန်ပြီးတော့ကြိုက်မှာပေါ့နော်ကောင်လေးကိုကျွန်တော်ဒီမှာပြန်တက်မယ်ဒီဘက်ကိုလှည့်ပြီးတော့တက်မယ်တက်တော့ဒီကောင်လေးပြန်ဒီမှာဆွတ်လိုက်မယ်ဆွတ်ပြီးရင်ဒီကောင်တက်မယ်နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကောင်လေးကိုအာပြန်တက်လို့ပြီးပြီကောင်လေးကိုကျွန်တော်ဒီမှာပြန်ပြီးတော့ တက်လိုက်မယ်နော်ဘယ်လိုမျိုးလှုပ်လှုပ်တယ်လဲဆိုလို့ရှိရင်ညာဘက်လေးကိုကျွန်တော်တို့လှဲ့မယ်ဆိုလို့ရှိရင်အပူဆုံးအထိပူမယ်ဒီဘက်ကိုကျွန်တော်တို့ပြန်လျှော့လိုက်မယ်ဆိုရင်ဒါအပူချိန်ညော့သွားမယ်ဒီမှာလဲသူကမီးလေးပါတယ်နော်ဒီမှာဒါကတော့ကျွန်တော်တို့ဒီမှာရှိတဲ့အပူချိန်ကိုလို့သူတို့ချိန်လို့ရတယ်ကောင်သူ့ကိုပေးရတဲ့ပါဝါက AC 230ဘူပေးရတယ်ဝက်အနေနဲ့ကတော့ဒီမှာ60ဝက်ပေါ့နော်တစ်ခါလဲစမ်းပြပေးမယ်ဒါကတော့ကျွန်တော်တို့ဒီမှာရောင်းချတဲ့ဒီခဲခွေဒီခဲခွေလို့ကျွန်တော်ဒီမှာစမ်းပြပေးမယ်ဒီမှာဒါဆိုရင်ကျွန်တော်ဒီမှာခဲယူ ပျော်လဲတယ်နော်သူ့မှာဘာတွေပါဝင်မလဲဆိုလို့ရှိရင်ဒီလိုမျိုးခဲကောက်စတန်အသေးလေးပါမယ်ထိတ်ဖူး၅ခုအပူဒါမျိုးလေးပါမယ်ကယ်ရှင်းဖို့ပေါ့နော်ဒီလိုမျိုးလေးပါမယ်ဒီပစ္စည်းလေးကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အမှန်နဲ့ electronic shop facebook page ရဲ့ messenger မှာပဲဖြစ်ဖြစ်အခုဒီမှာရေးပြထားတဲ့ဖုန်းနံပါတ်ကိုနှိပ်ပြီးတော့ telegram ဒါမှမဟုတ်ရင် viber တို့မှာပဲဖြစ်ဖြစ်ဆက်သွယ်